ကိုယ်တိုင်ဗရောင်းတက်နယ်ရှိစစ်ကောင်မရှင်ရဲ့အမှတ်76ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ76ရဲ့ကာကင်းစခန်းတွေအသိမ်းခံရပြီးနောက်ရှေ့တန်းစခန်းတွေကနေပြီးအတွဲလိုက် drone တွေနဲ့ဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။ အရခတက်တော် AA နဲ့ပူပေါင်းတက်တွေဟာကပ္ပဆ16ရဲ့အဓိကကာကင်စကန်63လုံးပွိုင်းပါဝင်ကာကင်စကန်၄ခုခန့်ကိုသိမ်းယူလိုက်ပြီးနောက်စစ်ကောမရှင်ကရှေ့တန်းစကန်တွေကနေပြီးအတွဲလိုက်ဒရုန်းတွေနဲ့ကပ္ပဆ16ရဲ့အနောက်ဘက်ကိုဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ။ကပ္ပဆ16နီးကရော်ရီတဲ့စစ်တပ်တပ်ဖွဲ့ဝင်10ယောက်စီအင်အားချထားပြီး နယ်မြေစစ်ဆေးပုံစံလုပ်နေတဲ့ကျေးရွာတွေမှာလည်းဝချုံတွေနဲ့ခြံစည်းဥကခိုင်းနေတဲ့ပေါ်တာဆွဲတာတွေလည်းတအားများတယ်လို့ဒေသခံတူက ARD Times ကိုပြောပါရယ်။စစ်ကောင်မရှင်ဟာဒုံးတက်ရင်ဒါတာရ631ရဲ့ခြေတန်းစကန်ဖြစ်တဲ့ Mine 926ကနေပြီးအတွဲလိုက် drone အလုံး30လောက်နဲ့ကပ္ပဆာ16နီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါရယ်။ကပ္ပဆာ16နီးမတုံကြားချေရာကြောက်စကွဲဖလုံရွာတွေကို စေကောမရှင်စစ်ကြောင်းတွေအယောင်ပြရှာဖွေမှုတွေပြုလုပ်ခဲ့ပြီးနောက်ဒေသခံတွေကိုပါဝင်ထွက်ခွင့်ပိတ်ထားတယ်လို့သိရပါတယ်။အဆိုပါကျေးရွာတွေကိုစေကောမရှင်ကဆက်တက်လေဒီနှစီနဲ့ကင်းအောင် ပြန်တမ်းမှုတွေပြုလုပ်ခဲ့ပြီးမင်းနှုံနယ်ဘက်ကနေလည်းဘရောင်းတက်နယ်တွင်းကိုဒေသခံတွေအဝင်ထွက်ပြုလုပ်ခွင့်မပေးတော့ဘဲပိတ်ဆို့ထားလိုက်ပြီးဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။အေးနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်မှာကာကွယ်ပစ္စည်းစေုံတွေဘက်ကိုဥတီလာနေပြီးစစ်ကောင်မရှင်ကစစ်ကြောင်းတွေကိုအင်အားတိုးချဲ့က ပရောင်းတက်နယ်တွင်ကိုပို့ဆောင်ခုခံဖို့ပြင်ဆင်နေပါတယ်။ဒါ့အပြင်နောက်တောင်တိုင်းစစ်ဌာနချုပ်နာတခနယ်မြေတွင်ကစစ်ကြောင်းနှစ်ကြောင်းကိုညောင်ကျိုးစစ်မျက်နှာပြင်ကိုရေးပေါ်ခေါ်ယူလာတယ်လို့တပ်သတင်းရင်းမြစ်စီကသိရပါတယ်။အခုရပိုင်းတွင်စစ်ကောမရှင်တပ်ဖွဲ့ဝင်လူနာတွေကိုရခိုင်ရိုးပေါ်ကနေပြီးအစုလိုက်ပြုံလိုက်နောက်တန်းကိုပြန်လည်ခေါ်ဆောင်နေရပြီးစေးပိုက်တန်းလန်းတဲ့လူနာတွေပါပါရှိနေတယ်လို့သိရပါဗျ။ ဘကိုးတိုင်းရေရာရှိမြို့နယ်စစ်တောင်းမြစ်ရှိဘက်ကန်ရှိရွာသိကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်မရှင်တက်စကန်ကိုအောက်တိုဘာ20ရက်နေ့ကနေပြည်တော်တိုင်းစစ်ဌာနလောက်ရှိတရင်တွင်နဲ့ဖွဲ့စည်းထားတဲ့ဖြူဟာစစ်ကြောင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ရွာသိရွာမှာတက်ဖွဲ့အင်အား60ဝန်းကျင်လောက်နဲ့စခန်းချတက်ဆွဲထားတဲ့စစ်ကောင်မရှင်တက်ဟာအဲဒီလိုတိုက်ခိုက်ခံရမှုကြောင့် တရင်မှုပောင်ဝင်15ဦးသေဆုံးပြီး2ဦးကိုအရှင်ဖမ်းမိခဲ့ကကြံတက်ဖွဲ့ဝင်တွေလည်းအထိနာကဆုတ်ခွာထွက်ပြေးသွားရတယ်လို့ဆိုပါတယ်တရင်မှုဒုဗိုလ်မှူးကြီးညီညီနိုင်လေချောင်းရံကာကွယ်ရေးတပ်လာကာတနှစ်တုံညာနှစ်ကိုကိုတော့အရှင်လက်ရဖမ်းဆီးရမိပေမဲ့ပစ္စတိုထုတ်ပြီးခုခံမှုပြုလုပ်တဲ့အတွက် ပြန်လည်ပြစ်ခတ်ရမှာသေဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်အဆိုပါရွာသိကျေးရွာရှိစစ်ကောင်မရှင်ထိုင်းစခန်းနဲ့ရွာရင်းရှိကင်းစခန်းတွေအားလုံးကို တော်လိုင်းတပ်ဖွဲ့တွေကအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြားမှာပိတ်မိနေတဲ့ဒေသခံတွေကိုလည်းတိုက်ပွဲလွှတ်ရာကိုကဲထုတ်ပေးနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်မရှင်စီက drone jammer radio လှိုင်းနှောက်ဆက်အထိုင်ဆက်ကြီးတစ်လုံး MA11 တစ်လက် MA3 တစ်လက် G3 3လက်60မမတလက်ပစ္စတိုတလက်ပါဝင်ကြီမျိုးစုံနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့ပါတယ်။လက်ရှိမှာစစ်ကောင်မရှင်ဘက်ကစစ်ကူတွေဖြည့်ပြီး ပြန်လည်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေပြီးအနီးအနားစစ်တောင်းမြစ်ကန်ဝင်းကျင်ရှိကျေးရွာတွေကဒေသခံတွေအနေနဲ့စစ်ရေးသတင်းနဲ့နေထိုင်ကြဖို့နေပြည်တော်တိုင်းစစ်ဌာနကသတိပေးထားပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြန်လည်ပြင်းထန်လာနေပြီးစစ်ကောင်မရှင်တပ်ဖက်ကထိခိုက်သေဆုံးမှုတွေများနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့မှာကြောက်ဖြူမြို့နယ်ပြင်ရှင်နဲ့ကလဘာမှာ အာရခတက်တော် AA နဲ့စစ်ကောမရှင်တက်တို့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီးစစ်ကောမရှင်တက်ကအရာရှိတွေပါဝင်တက်ဖွဲ့ဝင်အများပြားသေဆုံးတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်တိုက်ပွဲတွေစက်တိုက်ဖြစ်ပွားပြီးနောက်အောက်တိုဘာ16ရက်နေ့မှာစစ်ကောမရှင်ကတောင်မော်ဦးရေတဲ့ဒညဝရီရေတဲ့ဌာနချုပ်နဲ့ခမရ943ကိုစစ်ကူအင်အား400လောက်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်စစ်တပ်ဘက်ကစစ်ကြောင်းတွေပြန်ဖြန့်ပြီးတက်လာရကတိုက်ပွဲတွေပြန်ဖြစ်နေတယ် ်စစ်တပ်အရာရှိပိုင်းတွေ AA sniper ကြောင့်တေတာများတယ်သူတို့လောင်းတွေကိုနေပြည်နယ်တစ်ပုတ်တောင်ဘက်တဲကြတယ်လို့ကြောင်းဖြူသတင်းရင်းမြစ်က ARD Times ကိုပြောပါတယ်ကျောက်ပြမျိုးရင်းမိုင်းကိုအပြေးဝထိန်းချုပ်ထားတဲ့စစ်ကောင်မရှင်က A နဲ့ထိတွေ့တိုင်ပွဲတွေရှိနေတဲ့ပြင်ရှေကလဘာလက်ခမွန်စားတဲ့ခြေရွာတွေဘက်ကိုပါစစ်ကြောင်းထိုးလာလို့တိုင်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်ပါတယ်အေဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်ကြောက်ဖြူရန်ကုန်ကားလမ်းပေါ်ရှိအမှတ်32ရက်တက်ရင်ကို ဒရုန်းမုံတွေနဲ့တိုက်ခိုက်လို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေသေဆုံးထိခိုက်မှုတွေများခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ရခိုင်ပြည်နယ်အတွင်းကြောက်ဖြူစစ်တွေမြန်အောင်သုံးမြို့နယ်မှာသာရှိနေတဲ့စစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြောက်ဖြူတိုက်ပွဲကိုထိန်းချုပ်လိုနေပြီးစစ်ကော်မရှင်တပ်ထိုးစစ်တွေနေရာနှံ့ဖြန့်ပြီးတက်လာလို့အေအေးရဲ့ဂျားဖြတ်တိုက်ခိုက်မှုကြောင့်အစုလိုက်ပြုံးလိုက်သေဆုံးနေရတယ်လို့သိရပါတယ်။ နေအကံပြူဟာကုန်းရှိဆုံရှုံစခန်းတွေကိုပြန်လည်ရယူဖို့နဲ့ပိတ်မိပြီးကစင်ကလျာပြေးနေရတဲ့စစ်ကော်မရှင်တပ်တွေကိုကုဖို့စင်ရအလုံးရင်ပို့ဆောင်နေရတယ်လို့သိရပါဗျ။အမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မဆာခ935နဲ့အမြောက်တပ်အမတ်တ439တို့ကအင်အားအပြည့်ပါတဲ့စစ်ရင်နှန်း5စီးဟာပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့မှာဇင်ပြုံးကတဆင်ပြင်းဝလမ်းစုံကိုရောက်ရှိလာတယ်လို့သိရပါဗျ။ ။အဲ့ဒီစစ်ရင်နန်းတွေကစစ်ကြောင်းချို့မှာတိုက်ပွဲဖြစ်ပွားရာကိုခြေလင်းတက်ကြမှာဖြစ်ပြီးရိခါတွေပါပါရှိတယ်လို့လည်းသတင်းရရှိပါရယ်။စစ်တပ်ကအင်အားဆက်တိုက်ဖို့နေတယ်။လမ်းကြောင်းတွေဖြတ်ပြီးချီတက်ခိုင်းနေပြောတယ်။တော်လိုင်းဘက်ကပိတ်တိုက်တာရောဂျားဖြတ်တိုက်တာရောနဲ့တိုက်ပွဲဆက်ဖြစ်နေတယ်လို့သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။နေကံဖြူအောင်ဘက်ကိုစစ်ကောမရှင်ကပို့လိုက်တဲ့စစ်ကြောင်းတွေနဲ့စခန်းကထွက်ပြေးတဲ့တပ်ချို့ပူးပေါင်းက ကုတ်ကြီးဘက်မှာအေးနဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စစ်ကောင်မရှင်ကနေကန်စကန်နဲ့စကန်အနီးကတပ်ဖွဲ့ဝင်တွေကိုလေကြောင်းကနေလက်နက်ခဲယံပို့နေရပြီးမြေပြင်လမ်းကြောင်းတွေပိတ်ဆို့ခံရတဲ့အတွက်ပြင်းဝလမ်းစုံကတဆင့်သာလမ်းကြောင်းတွေခွဲပြီးနေကန်လမ်းသစ်နဲ့လမ်းဟောင်းကိုစစ်ကူပို့နေရပါဗျ။ နေကံဖြူဟာကနေကြန့်ရှိနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကတချို့မှစခန်းစွန့်ခွာ ထွက်ပြေးနေပြီးတပ်ဖွဲ့ဝင်တချို့မှ AAC အញ្ញန့်ခံကြတယ်လို့ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့နဲ့အောက်တိုဘာ18ရက်နေ့မှာ AA ကထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ဟာမနေ့ကအောက်တိုဘာ20ရက်နေ့ထိလေချောင်းကနေပြီးနေရီကန်နဲ့ဂုတ်ကြီးအနီးတစ်ဝိုက်ကိုလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားတယ်လို့သိရှိရပါတယ် ပရောင်းမြို့နယ်ကပါဆာ16ရန်ချက်ဆက်ယုံဤရှိအဓိကကန်ကင်စခန်းအသိခံရပြီးနောက်စစ်ကောင်မရှင်ကလက်နက်ကြီးစခန်းတွေကိုအခြေပြုဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ point 63လုံးစခန်းကုန်အသိခံရပြီးနောက်အန်နီယယ်ရှိလာတဲ့ကပါဆာ16ကိုကာကွယ်နိုင်ဖို့ဆက်ယုံရဲ့အနီးမတုံချောင်းတစ်ဖက်ကမ်းရှိမြောက်ဖက်ကုန်းမှာလက်နက်ကြီးစခန်းပြုလုပ်ဖို့နေရာယူပြင်ဆင်မှုတွေရှိလာတယ်လို့သတင်းရင်းမြစ်တွေကသိရပါတယ်။29မိုင်ချောင်းသုံးကွာနဲ့မတုံလမ်းမိုင်း ဖလိုးချောင်းဖျားတဝိုင်းမှာထိတွေ့တိုက်ပွဲတွေရှိနေတယ်။ညောင်ကျိုးဘတ်တော့ထိတွေ့မရှိသေးဘူးငြိမ်းနေတယ်လို့စီးရဲသတင်းရမြစ်က ARD Times ကိုပြောပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့ကစတင်ကစစ်ကောင်မရှင်ကလက်လွတ်ခဲ့ရတဲ့63လုံးပွိုင်ကုန်းဘတ်ကိုဦးတီစစ်ကြောင်းထိုးလာနေပြီးမတုံချောင်းနီးမှာလည်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေရစစ်ကောင်မရှင်ဘက်ကထိခိုက်သေးဆုံးမှုတွေများတဲ့အတွက်မတုံကနေနိုင်ရေးကူညီမှုကားတွေအတန်ဆင်းပြုတ်လို့တဲထုတ်နေရတယ်လို့သိရပါဗျ နိုင်ရေးကူညီမှုကားတွေတရက်ကိုနှစ်ခေါက်ထက်မနည်းအတက်ဆင်းလို့တည်နေရလို့အလင်းမမီဘူးဖြစ်နေတယ်လို့သိရတယ်လို့ CDM ဗိုလ်ကြီးစင်ရောက ARD Times ကိုပြောပါရယ်။ပကံကွန်းကြီးရွာရဲ့တောင်ဘက်6ကီလိုမီတာကွာဝေးမှာရှိတဲ့633.0ကို A နဲ့ပူပေါင်းတက်တွေကတင်းယူပြီးတဲ့နောက်စစ်ကောမရှင်တက်တွေကကင်းစခန်းကို ပြန်ရဖို့ထိုးစစ်ဆင်လာတာဖြစ်ပြီးလက်နက်ကြီးစခန်းတွေပါအခြေချလာတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းဆင်လန်ကျေးရွာက လေတာတောင်ကျောဘက်ကိုစစ်ကူနဲ့ရိတ်ခါပို့ရင်းစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်မရှင်တက်တိုက်ခိုက်ခံရပြီးတိတ်ဆုံးထိခိုက်မှုတွေရှိတယ်လို့သိရပါဗျ။အေအေနဲ့ပူပေါင်းတက်တွေရဲ့စီရေးလမ်းကြောင်းမှာ ရခိုင်ရိုးမှလမ်းကြောင်းကနေပြီးအုတ်ရှိပင်ရှိကပါဆဆက်ယုံတွေဘက်ကိုဥတီလာနေတဲ့အတွက်စစ်ကောင်မရှင်ကညောင်ကျိုးလေတာတောင်တဝိုက်ပြန်လဲဆိုးမှုမှုရယူဖို့စစ်ကူပေးနေရတဲ့အပြင်ကပါဆဆက်ယုံတွေမဆုံးရှုံးစေဖို့အင်အားဖြစ်တင်းနေတာလည်းဖြစ်ပါတယ်။စင်လန်ကိုအခြေပြုထားတဲ့စစ်ကောင်မရှင်တပ်မှလေတာတောင်ကျော်တဝိုက်မှာအေအေးရဲ့ဂျားဖြတ်တိုက်ခိုက်မှုကိုခံရပြီးတဲ့နောက်တပ်တွေပြန်လဲဆုတ်ခွာနေကြရတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။ စစ်ကောင်မရှင်ရဲ့လက်နက်ခဲရဲနဲ့ရိတ်ခါအပြည့်တင်လာတဲ့စစ်သည်မော့အုပ်စု AR မြေကျောင်းတိုင်းထိုးတက်လာနေတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ22ရက်မနက်အစောပိုင်းကမန္တလေးခေါဝင်စိတ်ကနေပြီးစစ်ကောင်မရှင်ရဲ့စစ်ရင်ရဲ့အုပ်စု AR မြေကျောင်းတိုင်းတက်လာလို့မရရမျိုးနောက်ဖက်ချမ်းကိုရောက်ရှိလာတယ်လို့သတင်းရင်းမြစ်စီကသိရှိရပါတယ်။စစ်ရင်ရဲ့အုပ်စုကဗမော်အထိတက်ဖို့တော့မရှိပါဘူး။တပိတ်ချင်းဘက်အဓိကတက်မယ်လို့ခန့်မှန်းနေလို့ ။သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။တပိတ်ချင်းမြို့နယ်မန္တလေးမိုးကုတ်ကမ်းလမ်းပေါ်ကဖော်ရော်လန်းစုံကိုစစ်ကောင်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်မိုးကုတ်ကိုဆက်တက်ဖို့ပြင်ဆင်နေပြီးအဆိုပါစစ်သည်မော်တွေမှာတပိတ်ချင်းထိတက်ပြီးလက်နက်ခဲယမ်းတွေပို့ဆောင်မယ်လို့လည်းသိရပါရယ်။စစ်ကောင်မရှင်ဟာဖော်ရော်လန်စုံကိုလေးချောင်းပစ်ကူအင်အားတွေနဲ့ပြန်လည်ထိန်းချုပ်ပြီးနောက်ဖော်ရော်အောက်ဘက်ရှိဇေယျကွင်းကိုပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ21ရက်ကပုံကျဲတိုက်ခိုက်ခဲ့ပါတယ် မရီယာနဲ့တပိတ်ချင်းမြို့နယ်တွေကိုအပြေအဝပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့စစ်ကောင်မရှင်ကလူဝင်အားနဲ့လက်နက်ရိက္ခာတွေကိုရေကြောင်းကနေထောက်ပို့ဖို့ပြင်ဆင်လာတာပါစစ်ကောင်မရှင်ဟာပြီးခဲ့တဲ့ဇူလိုင်လအတွင်းကလည်း AR မြေကြောင်းတစ်လျှောက်ရှိပြူစောင်းတီစကန်တွေနဲ့စစ်ကောင်မရှင်တက်စကန်တွေကိုစီးရင်ရင်တွေနဲ့လက်နက်ရိက္ခာတွေပို့ဆောင်ခဲ့ပူးပါတယ်အဲ့လိုပို့ဆောင်နေစဉ်ရဟတ်ရင်နဲ့ဆက်တက်လေဒီတွေကမြေကြောင်းတစ်လျှောက်ရှိကျေးရွာတွေကိုဖုံးကျဲတာစစ်သည်မော်တွေကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ် စစ်ကောင်မရှင်ရဲ့အဲ့ဒီစစ်သည်မောတွေဟာဩဂတ်စ်လ၁ရက်နေ့မှာဗမော်မြို့ကိုစိုက်ကပ်ကမျိုးရင်းကိုလူဝင်ရလက်နက်ခဲယမ်းတွေထောက်ပို့ပြီးနောက်စီရေးအခြေအနေအသာစီးပြန်လည်ရရှိခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်ဗရောင်းမြို့နယ်မတုံရွာနီးရှိကပ္ပစာ16ရဲ့အဓိကပွိုင်ကုန်းနဲ့ကာကင်းစခန်းတွေအသိမ်းခံလိုက်ရတဲ့အတွက်အဲဒီစခန်းတွေကိုပြန်လည်ရယူဖို့စစ်ကောင်မရှင်ဘက်ကထိုးစစ်ဆင်တိုက်ခိုက်လာပါတယ် စစ်ကောင်မရှင်က63လုံးပွိုင်ကုန်းကိုပြန်လည်ရယူဖို့မြေပြင်ထိုးစစ်တွေပြင်လက်နက်ကြီးပစ်ကူလေးချောင်းပစ်ကူတွေနဲ့စစ်ကြောင်းထိုးလာလို့ပွိုင်ကုန်းနဲ့မိုင်ဝဲခန့်ကွာမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာပါ23ရက်နေ့ကတိုက်ပွဲပြင်းထန်ဖြစ်ပြီးတော့၄ရင်းမျိုးစုံ၃မီ10ကြိမ်လောက်ကိုဘုံးလာကျဲတယ်အဲ့ဒီကြားထဲကကာကင်စခန်းတစ်ခုကိုအေအေကထပ်သိမ်းလိုက်တယ်လို့သိရပါတယ်လို့စီရေးသတင်းရင်းမြစ်က AR Times ကိုပြောပါရတယ်။ အေနဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့တံပြန်ထိုးစစ်ကြောင်းစစ်ကောင်မရှင်တပ်တွေနောက်ဆုတ်ပေးလိုက်ရတဲ့အပြင်ကာကင်စကန်တစ်ခုကိုပါအော်တိုဘာ24ရက်နေ့မှာစစ်ကောင်မရှင်ကထပ်မံလက်လွတ်လိုက်ရတယ်လို့သိရပါဗျ။အေနဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်မှာကပ္ပဆန်16နဲ့4မိုင်လောက်ကွာကိုရောက်ရှိနေပြီဖြစ်ပြီးစစ်ကောင်မရှင်ကလေကြောင်းနဲ့ drone တွေနဲ့အဆက်မပြတ်ခုခံနေတာပါ။စစ်ကောင်မရှင်တပ်က point 63လုံးစခန်းမကျခင်ညောင်ကျိုးနဲ့တောင်ကုတ်လမ်းကြောင်းကိုဥတီတိုက်ခိုက်ပြီး လေသာတောင်ကျောကိုပါစစ်ကြောင်းထိုးနေခဲ့ရကအခုရက်ပိုင်းမှာကပ္ပစာ16ကိုကာကွယ်ဖို့စစ်ကြောင်းတွေ63လုံးပွိုင်ကုန်ဒီထိဥတီလာတာဖြစ်ပါတယ်ကပ္ပစာ16ရန်ချက်စက်ယုံမှာစစ်ကော်မရှင်တပ်တွေအင်အားထက်တိုးထားပြီးမတုံချောင်းဖျားတဝိုက်နဲ့စက်ယုံနီးမှာ တိုက်ပွဲတွေနှီးကပ်စွာ ဖြစ်ပွားနေတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ် အော်တိုဘားလာ24ရက်ကလည်းစစ်ကောင်မရှင်ကမတုံကျေးရွာနီးတစ်ဝိုက်ကိုစစ်ကွန်အင်အား200လောက်ထပ်မံပို့ဆောင်ခဲ့တယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။အီအရီတိုင်းရေကြီးမြို့နယ်စပင်ကျေးရွာကိုစစ်ကောင်မရှင်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ပြည်သူ20ကျော်သေဆုံးတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကဂျက်ဖိုက်တာ3စီးနဲ့စပင်ကျေးရွာကိုအော်တိုဘား23ရက်မနေ့7နိုင်ခွဲလောက်ကစပြီး မိနစ်20လောက်ကြာအောင်ပေါင်900ဘုံတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ဆပြင်းရွာဘုံကျဲခံရတာဟုတ်ပါတယ်။အမျိုးသမီးနဲ့ကလေးငယ်တွေလည်းထိခိုက်သေးဆုံးတာအမှန်ပါလို့သတင်းရင်းမြစ်က ARD Times ကိုပြောပါတယ်။မနက်ပိုင်းမှာ Jet Fighter 2စီးနဲ့ဆပြင်းရွာကိုလာရောက်တိုက်ခိုက်ခဲ့ပြီးနေ့လယ်မှာလည်းထပ်မံလာရောက်ပြီးပေါင်900ဘုံတွေနဲ့ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာမျိုးသမီး၄ဦးအပါအဝင်၂၄ဦးသေဆုံးပြီး 20ကျော်တန်ရာရရှိတယ်လို့သိရပါတယ်။ညကလည်းပောက်ကွဲတန်ကြီး10ချက်ကျော်ကြားရပါတယ်။လေရင်လားနဲ့နဲ့ကြီးလားတော့မသိဘူးလို့ရေးကြီးဒေသခံတူကပြောပါတယ်။လေချောင်းတိုက်ခိုက်ခံရတဲ့စပင်းရွာမှာတိုက်ပွဲဖြစ်ပွားနေတာမရှိပဲဘုံကျဲခံရမှုကြောင့်ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေထိခိုက်ဒေဆုံးခဲ့ရတာဖြစ်ပါတယ်။အေရီတိုင်းတွင်းမှာစစ်ကောင်မရှင်ဟာစီဟေးရပြားပေးမှုတွေလုပ်နေတဲ့အကြောင်း ဒေတာကန်တွင်နဲ့စီရေးသတင်းရင်းမြစ်တွေစီကသိရပါရယ်အာရခတတော်အေနဲ့တိုက်ပွဲပြင်းထန်နေတဲ့အယောရီတိုင်းလေးမျက်နှာမြို့နယ်ကိုစစ်ကောင်မရှင်က စင်အားလုံရင်ပို့ဆောင်နေတာလည်းဖြစ်ပါရယ်စစ်တုံးကားကြီးအစီး20ပါးရင်နှန်းနဲ့အော်တိုဘာဒုတိယပတ်ကစပြီးစင်အားတွေကို ဖြစ်တင်းနေတာပါအဲအခုစစ်တပ်ကဒီအင်အားပိုးတာမှာဒီထောက်ပို့လမ်းကြောင်းကြောင်းတဲ့အနေနဲ့ပေါ့နော်ဒီအင်တာတာဘက်ကနေကွင်းကောက်အထိပ် တက်ပြီးမှဒီလေးမျက်နှာကြီးကြီးဘက်ကိုစေ့ရင်တိုင်းနဲ့သွားတယ်ဗျအဲလေးမျက်နှာဘက်ကိုအမိုးအုပ်စစ်35ကြီးတွေလည်းပို့နေတာနေတွေ့ရပါတယ်ဗျစစ်ကမရှင်ဟာရေးကြီးလေးမျက်နှာနဲ့အင်ကပူမြို့နယ်တွေကိုစေ့ရင်အောင်ပို့ဆောင်ရမှာဟင်္ဒရာကနေကွင်းကောက်ကိုသွားပြီးအဲဒီကမှစာစီကုန်းဘေပြားကုန်းဘက်ကနေပို့တာလို့ဆိုပါတယ်အယောရီတိုင်းလေးမျက်နှာမြို့နယ်ပောင်းဝင်အမြောက်တက်3လေးလေးရှိရာရေးကြီးမြို့နယ်မှာလည်းစစ်ကောင်မရှင်ကအင်အားဖြည့်တင်းနေတယ်လို့ အမတ်တသုံးလေးလေးပဝင်းကျင်ရွာတွေကဒေသခံတွေကိုမောင်းထုတ်ပြီးကာကင်းစခန်းတွေ လုပ်နေတာဟာငတိုင်းချောင်းထိစစ်စေးဂိတ်တွေတိုးချဲ့ထားတယ်လို့ဆိုပါတယ်။ဒီလိုစစ်ရင်အားတွေဖြစ်တင်းနေတဲ့စစ်ကောင်မရှင်ဟာတိုက်ပွဲမရှိတဲ့အချို့မြို့ပေါ်ကိုတိုက်လေရင်တွေဖျက်ပြန်ပြပြီးပြည်သူလူထုကိုချိန်ချောင်းမှုတွေလည်းလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။လေရင်ကိုနှိမ့်နှိမ့်လေးပြန်သွားတာလူတွေဆိုတာလန့်ပြီးတော့ဟိုးပုံးဒီပုံးပေါ့။ဒါတောင်ကိုရီဘက်ကတကယ်တိုက်ခတ်ခံနေရတာမဟုတ်ဘူး။ တကယ်အကျဲခံရတဲ့နေရာတွေကပြည်သူတွေဆိုရင်ဘယ်လောက်ဒုက္ခရောက်ကြမလဲလို့အသီးလဲဝင်ပါတယ်။မကြခဏအဲ့လိုလှုပ်လှုပ်ပြနေတာဟာပြည်သူတွေကိုချင်းချောင်နေတာပဲလို့ထင်တယ်။စစ်ကောင်မရှင်ဟာ ERI တိုင်းကိုဆင်ရခေဖို့အတွက်မိုင်းပန်ခြေဆိုင်စက္ကခ19လောက်ခံတရင်တွေနဲ့စစ်မှုရန်တနန်းဆင်းတွေကိုအများဆုံးတုံးထားတယ်လို့စီရေးသတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်ကောင်မရှင်အနေနဲ့ဆင်ရတွေဖြစ်တင်းနေတယ်လို့ ထိတွေ့တိုက်ပွဲတွေတွင်ထိခိုက်ဒဏ်ရာရတဲ့သူတို့ရဲ့တပ်ဖွဲ့ဝင်ရေတွက်ကလည်းများနေတာကြောင့်အနောက်တောင်ပိုင်းစစ်ဌာနချုပ်လောက်ရှိပသိမ်စစ်မြေပြင် စိတ်တရင်မဆရလေးမှာကိုပဲနေရာမလောက်ဖြစ်နေတယ်လို့လည်းသိရပါဗျ။ဒဏ်ရာရစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာစေယုံတွင်ကရင်မဆန့်တော့တဲ့အတွက်စေတရင်အရှိကကစားခွင်းနဲ့နားနေဆောင်နေမှာပါထားပြီးစေကုသပေးနေရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်စစ်မှုရန်တနန်းစင်းတွင်လည်းမွေးရစေဆွဲနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေဟာ ခိခိုက်သိဆုံးမှုတွေများပြီးမဆာရလေးပသိန်ကိုပြန်လဲတည်ယူတဲ့အခါမှာရွှေမြင့်တင်တုတ်တန်ကိုမပို့ပင်ရင်ခွဲယုံမှာပဲအဆုလိုက်ပြုံးလိုက်အမိန့်စာပြန်ပေးကြရတယ်လို့ဆိုပါတယ်